မြတ်စွာဘုရားလက်ထက်ကဖြစ်တယ်။ဒီကောဝိနေဘလောက်ရှိရှိအတိညာအားနေသွားတဲ့ပုဂ္ဂိုလ်တယောက်ဟာပုစံတစ်ခုရဲ့အဖြေမှန်ကိုမထုတ်နိုင်ဘူး။အဲ့ဒီတော့လည်းမြတ်စွာဘုရားဆက်ပြီးဟောတာကမဟာဘုရားလေးပါးကမှချုပ်တယ်ဆိုပြီးဟောတယ်။ဓာတ်ကြီးလေးပါးကမှချုပ်တယ် ကျဲတယ်ရှိမဟာဘုရားဋ္ဌကြီးလေးကဘယ်မှာချက်တယ်ဆိုမိဘရဲ့အဖြစ်လိုက်ရှာအဲ့ဒီကိုယ်တော်ကတကိုးပင်ပင်နဲ့ပြည့်စုံတကိုးပါပဲဘုရားနဲ့တိုက်ဒီမိဘရဲ့အဖြစ်လေးကဘုရားမမေးရတဲ့နတ်တီမြမလေးကိုအထင်ကြီးတယ်အထင်ကြီးတော့သူ့ရဲ့တကိုးကိုအသုံးချလို့ပရမဇုံစတုမာရဲ့နတ်တီနဲ့တော့တွေ့ မင်းတို့ဓာတ်တွေဆိုတော့ဒီလိုရှိနေမှာမေးချင်တယ်ဖြေတာဟောဓာတ်ကြီးလေးကဘယ်မှာချုပ်တယ်နောက်ဆုံးဓာတ်ကြီးလေးကဘယ်မှာကုန်သွားတယ်ဒီမေးမှုတွေမင်းတို့ဓာတ်တွေမှာဘာကိုရောရည်ရုံတိဘူးဒီမှာဒီပြည့်ရုံတွေကိုကြည့်တယ်နာမည်ကြီးလေးရောက်ရှိတယ်အဲ့ဒီမေးကြည့်ဒီပြည့်ရုံတွေကိုကြည့်နာမည်ကြီးရောက်စတော့ဓာတ်ကြီးလေးကဘယ်မှာချုပ်တယ် နမင်းကြီးရဲ့အစိတ်ကြီးဒီကိုတော့ဒါပဲချုပ်တယ်ဒုလည်းပဲသိမလို့နဲ့ကိုတော့တပီးတော့လို့လေတကိုးကြီးတဲ့တာဝန်ကနတ်တွေဆိုရှိတယ်အဲ့ဒီကိုသွားမေးပါဆိုခတ်တက်တာတာဝန်ကရနတ်တွေမေးမေးတော့တာဝန်ကနတ်တွေအရဲတပီးတော့လို့မသိဘူးတပီးတော့လို့ရဲ့တကိုးကြီးတဲ့ဘင်းတရားမင်းဆိုရှိတယ်သူ့မင်းကြီးပါဆိုသွားမေးတရားမင်းကလည်းသူမသိဘူးတဲ့ဖြစ်ဖြစ်အဲ့လိုနဲ့တက်သွားလိုက်တာပ တာဝေနာရဏိယာမဒုတိတံနေမန္တရတိပြဏိမိယောသတိနတ်ပြ6ထက်ကုံရောသူ့အဖြစ်ထွက်ဘူးအဲ့ဒါလေးဂျမားကြီးတခါတက်သွားတယ်ဂျမားကြီးရောက်တော့ဂျမားကြီးသွားပြီးတော့ဂျမားကြီးကလည်းသူ့လည်းမသိဘူးနဲ့အတူချင်းဒါပေမဲ့သူတို့လည်းတကိုးချင်းနဲ့ဂျမားမင်းကြီးဆိုတော့ရှိတယ်ဆိုတော့အဲ့ဒီကောနေတော်အဲ့ဒီဂျမားမင်းကြီးကဘယ်မှနေတာလဲ ဓမ္မမင်းကြီးဘယ်နေတယ်ဆိုတာကိုသူတို့မသိဘူးတဲ့။တုံ့ပြန်စိတ်ချရတဲ့နေရာနေတာဓမ္မမင်းဘယ်နေရာနေတယ်ဆိုတာကိုသူတို့မသိဘူး။ဒါပေမဲ့သူဘယ်တော့မှအဲ့ဒါကိုမသိဘူးတဲ့။အနည်းအောင်ကြီးတွေပေါ်လာရင်တော့မကြမ်းခင်သူရောက်လာတတ်တယ်ဆိုတော့မကြမ်းခင်ပဲအနည်းအောင်ကြီးတွေပေါ်လာပေါ်လာပြီးဓမ္မမင်းကြီးဘွားရတယ်လား။ထန်ကြပြီဆိုပြီးတော့ဓမ္မမင်းကြီးကချင်းကပ်ပြီးတော့မေးတယ် ာကြီးလေးပါးပြန်မချုပ်တာဆိုတော့ကျမလေးကြီးကဒီမေးဖို့မဖြေရဲမကြမ်းရောက်ဆောင်မပြောတာကိုတော်တဲ့တပည့်တော်ကနောက်ကကြီးကိုဖန်ဆင်းတဲ့ကျမမင်းကြီးရဲ့အရာခတဲ့ကိုကျွန်တော်ကျွန်တော်ကသိတယ်အားလုံးကိုမြင်တယ်အားလုံးကိုပြောင်းလို့နိုင်တယ်ဆိုတော့အဲ့ဒီကိုတော့အာမြန်မာကြီး ွမ်းတရီတွေခင်ဗျားရဲ့စွမ်းတရီတွေကိုမေးတာမဟုတ်ဘူးကျုပ်သိချင်တာဟောရီတန်ကြီးလေးကဘယ်မှာချုပ်တို့သိချင်တာလို့ဆိုပြမာကြီးကမဖြစ်ဘူးဒီဘာဘာပြမာမင်းကြီးဖြစ်တဲ့အကြောင်းကိုထပ်ပြောသုံးပါးလေးကြီးမေးပုံပရာလဲအလိုက်ကြီးထပ်ပြောအဲ့ဒီကျွန်တော်ပြမာကြီးကသူ့ကိုလက်တွေ့ပြီးတော့ခေါ်လာတယ်လည်းမဟုတ်ဆဲခေါ်တော့ပြမာကြီးမဲ့လို့တော့ပြမာသားလေးမှသူ့အချင်းသေးမှကြောက်တယ် ောင်လက်တို့ပြီးအဝေးခေါ်လာခေါ်သွားပြီးကိုတော်ကိုတော်နဲ့ဒီပု္ပ္ပာရဲ့အဖြစ်တပည့်တော်တို့သိဘူးဒါပေမဲ့ဒီနားရှိတဲ့ဓမ္မပိဋကတ်တွေကတပည့်တော်တို့အချီဆုံးမသိတာဘာမှမရှိဘူးလို့သူတို့ကထင်တာနဲ့ဒါကြောင့်သူတို့ရှိမပြောတာလူရှိမပြောလူတွေကမဟုတ်ဘူးလားအဲ့ဓမ္မတွေကလည်း အဲ့ဒီမှာကြည့်ရတော့ပြန်လာပြန်လာဓာတုတော့အမှားတယ်ဒီပုစ္ဆာရဲ့အဖြေကဖရာကလည်းဘယ်လိုမှမဖြစ်နိုင်ဘူးလေကိုရောဖရာမမေးမနဲ့ဒီရောက်လာတာကိုရောအမှားသူကလမ်းမှန်လိုက်လမ်းမှန်လိုက်တဲ့အခါကျတော့ဒီကိုရောဖရာစီရောက်တော့ဖရာစီရောက်တာပြီးတော့ဆရာနဲ့တကြီးလေးကအကျိုးနဲ့ချုပ်တာပဲဒီရန်မှာချုပ်ပါတယ်ဆိုတော့ယေရှုကလည်း ေးတဲ့ပုံစံမှားနေတယ်။တတိလေးပါဆိုတာ organism not organism ဖွဲ့ဖို့သူကသက်ရှိတဲ့မဖွဲ့နဲ့တတိလေးပါဘယ်မှာချုပ်တယ်နေရသူမေးကောင်ကတိတ်ကျပြန်တော့အားကြီးတယ်မှားနေနေမေးကောင်ကမှားနေပြီလက်ဆောင်ကောင်ကဒီလိုမမေးရဘူးတဲ့မေးကောင်ကဓမ္မနဲ့လေအဲဆိုသက်မဲ့တတိလေးပါတော့မေးရဖြစ်မေးရမှာသက်ရှိတတိလေးပါ သရှိတတ္တဝါဒီတဏှာဖြစ်နေတဲ့ဓာတိလေးပါဘယ်မှာချုပ်တယ်ဒါမေးရအဲ့ဒါကြမှာအဖြစ်ထွက်ရဆိုမြတ်စွာဘုရားကအဲ့ဒီမေးခွန်းကိုပြင်ပေးလိုက်တယ်မေးမေးရမှာအဲ့လိုမေးရဘူးတဲ့ဓာတိလေးပါထုဓာတိလေးပါကိုပြီးပြီးဖြစ်နေတဲ့ဒီဥပါရယုတ်တွေအာအရှိအတုအစင်ပါမလားဆိုတဲ့ဥပါရယုတ်တွေယုတ်တည်နံနဲ့အာလုံးပဲ ုတ်တယ်လို့ဒီလိုမေးရမှာတဲ့တာကြီးကတော့ငါ့ချုပ်တယ်ဆိုတော့ဒီမေခွန်းကြီးကိုမလို့ဆိုလူပါနေတယ်မေခွန်းကိုပြင်ပေးပြီးတော့အဖြေကတေလို့ဆိုပြီးရချက်တာဟောတယ်ဝိညာဏအနိတ္တနာအနန္တံတပ္ပတောပဝိညာဏဆိုတာထူးခြားသောအတိညာနဲ့တာသိနိုင်တဲ့နိဗ္ဗာန်နိဗ္ဗာန်ဆိုတာထူးခြားသောအတိညာနဲ့တာသိလို့ရတယ် တခြားသိဉာဏ်အတိလို့မရဘူးအဋ္ဌိထဒနာနိဗ္ဗာန်ဆိုတာပုံမှန်တန်တဲ့ပေါ်ပြလို့မရဘူးအနန္တနိဗ္ဗာန်မှာဖြစ်တဲ့အစဆိုတာမရှိဘူးချုပ်တဲ့အစဆိုတာမရှိဘူးအစအစမရှိဘူးအန္တအန္တလို့ဆိုတဲ့ဖြစ်တဲ့အစချုပ်တဲ့အစထိုနှစ်ခုရဲ့အနေစကြဒါရင်းမရှိဘူး တာဝတ္တောပါမနိဗ္ဗာန်ဆိုတာဘယ်မှာလဲဝင်ဝင်ကမ္မထ40တုံး38ပါဘယ်မှာလဲဘယ်မှာမှရှောင်ရှောင်နိဗ္ဗာန်ရောက်တာကြည့်ပဲအဲ့ဒီနိဗ္ဗာန်ဆိုတဲ့တရားမှာလေဟောဒီဓာတိလေးပါရောဓာတိလေးပါကိုပြီးဖြစ်နေတဲ့ရုပ်တရားတွေအားလုံးရောနာမ်တရားတွေအားလုံးရောအကုန်လုံးချုပ်တယ်လို့ယေရှုကအဖြစ် ကဲဒီကိုယ်တော်တကိုယ်တော်ရှိပါရဲ့တရားဓမ္မကိုစိတ်စိတ်ငန်းငန်းမတိတိအတွက်ကြောင့်ဟောဒီပုံစံရဲ့အဖြေကိုမရှာရမယ့်နေရာတွေလိုက်ရှာမရှာရမယ့်နေရာတွေလိုက်ရှာလို့သူ့ရဲ့အစွမ်းတကိုယ်တည်ကြည့်လမ်းလုံးကိုပို့နိုင်လို့ရှိတာဒါပဲเนาะအစွမ်းတကိုယ်ကခုနပြောတဲ့ဒီလိုအဋ္ဌိပတ်တွေကတကယ်အစစ်မှန်အတိအကျဘာမှမပေးနိုင်ဆုံးဖြတ်မပေးနိုင်ဒီလိုတော့ရှိတယ် ဒါကြောင့်လို့တကူဆိုတာအကူစင်မဟုတ်ဘူးယုံကြည်ကြရတော့တကယ်အစွမ်းတကူအစစ်တည်တရားမှလို့မှန်မှန်ဆိုတိချင်းတာဖြစ်တယ်။ဒါကြောင့်မြတ်စွာဘုရားအနုတ္တတိပါဠိဟာတရားဆိုတဲ့အစွမ်းတကူကံဖြင့်ဘုရားမြတ်စွာသာသနာမှာသာသနာတည်အကောင်းဆုံးနဲ့နော်